အားလုံးပဲမင်္ဂလာပါရှင်။မနာဟောရာ channel ကနေပရိသတ်များကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ပရိသတ်များအတွက်ကျမတို့ channel ကနေဒီနေ့မှတင်ဆက်ပေးသွားမယ့်ဇလံကတော့စိုင်းစရာပပိမန္တလေးရေးသားထားတဲ့မဲဇလီရွာဆိုတဲ့ဇလံကို တင်ဆက်ပေးသွားမှာဖြစ်ပါရှင်။မဲဇလီရွာကတော့ ။နေစမြို့ဖြစ်တဲ့ကျူကုတ်နယ်အနေငယ်လမ်းတဲ့နေရာမှာရှိရပါ။လူနေအိမ်ချင်းခုနှစ်စိခန့်သာရှိတဲ့ရွာငယ်လေးတစ်ရွာပါ။နေစက်နဲ့နေရဲရွာလေးဖြစ်တာနဲ့အညီအတန်ငယ်စည်းပွားဖွင့်ပြိုးတဲ့ရွာမှာရှိတဲ့အိမ်တွေကတိုက်ခံပြင်းထန်ဒါမှမဟုတ် လုံးချင်းနှစ်ထပ်တိုက်ဒေသဖြစ်လို့ပြင်းထန်အိမ်အနည်းချင်းပဲရှိတယ်။အဲဒီရွာလေးရဲ့အရှိဖြားမှာတော့ချက်ဝင်းကျဲကြီးနဲ့ တိုက်အိုကြီးတစ်လုံးလေးရှိတယ်။အရင်တုန်းကလှပခန်းများမယ်လို့ဆိုပေမဲ့အခုတော့ထိမ့်သိမ့်တဲ့အင်ရှင်မရှိရကစိတ်နဲ့နှိပကြခဲ့ပြီဆိုတော့ပျက်စီးရွရင်းနေပြီ။တယောက်စကားတယောက်နာနဲ့အစင်းစင်ပြောခဲ့ဘူးရကအဲ့ဒီအင်ကြီးရဲ့ပိုင်ရှင်ကအရင်တုန်းကဒူးစရမှုများစွာကျူးလွန်ခဲ့တဲ့မောင်ခိုဂိုင်းရံစားတယောက်ရဲ့အင်လို့ဆိုရယ်။၎င်းနမယဦးအိုက်ဆန်လို့သိရပြီး အရင်တော့အဲ့ဒီတက်အိမ်ကြီးမှာ၎င်းနဲ့အတူတူချောမောလှပတဲ့နန်းသူစားဆိုတဲ့ဇနီးမယားနဲ့အတူပျော်ရွှင်စွာ နေထိုင်ခဲ့ကြပူတယ်။ဦးဝိုင်းစံက၎င်းရဲ့ဇနီးမြောက်အလွန်ပဲချစ်မြတ်လို့ပြီးချစ်ဇနီးအလိုကြဒူးစရိုက်လုပ်ငန်းတွေကိုဆွန့်လွတ်လို့ဒီရွာငယ်လေးမှာအခြေချနေထိုင်နေလို့ဆိုတယ်။၎င်းရဲ့စိတ်ကူးကတော့စူးစောင်းရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေနဲ့ချစ်စရာဇနီးနဲ့အတူ သားသမီးတွေပွားစီလို့ဘဝကိုအေးချမ်းသာရစွာဖြတ်သန်းမယ်လို့တွေးတောထားခဲ့တာပါဒါပေမဲ့၎င်းဆန္ဒမပြေဝခဲ့ပါဘူးနန်းသူစာကချက်နှစ်ရစိုက်ခင်းနေကို ရေလောင်းရနေမွေစိုးတကောက်ကြိုက်သက်ခံရလို့ရုတ်တရက်ဆုံးပါသွားခဲ့တယ်။ဦးဝိုင်ဆန်ကဒီအဖြစ်ဆိုးကြောင့်ယူကျုံမရဖြစ်ရင်ယူသွလူမတက် ဖြစ်လို့ကြံနေခဲ့ရှာတာ။ဦးဝိုင်ဆန်က ၎င်းချစ်မြတ်နိုးရဲ့ဇနီးကို၎င်းပိုင်နဲ့ချမ်းကြီးထင်မှာပဲမြုံနံခဲ့လို့နန်းသူစာစိတ်နဲ့တက်တဲ့နင်းစီပန်းတွေကိုအဲ့ဒီမြေပုံပေါ်မှာတရွတ်တရစိုက်ပြိုးခဲ့တယ်လို့ဆိုတယ်။ချမ်းကြီးကြီးမှာအလွန်တရာကျေဝန်းလို့နှစ်ထပ်တအိမ်ကြီးဟာချမ်းကြီးကြီးရဲ့အနောက်ဘက်ကျရာမှာစောင့်လုပ်ထားတာပါ။ဒါကြောင့်တအိမ်ကြီးရဲ့အရှိမြေကွက်လက်ကတမျောတခုံကြီးတယ်။နန်းသူစာရဲ့မြေပုံကအဲ့ဒီကျေဝန်းနဲ့မြေကွက်လက်တနေရာမှာရှိလို့ နန်းသူစာကွယ်လွန်ပြီးရနောက်အလိကြပောက်ပင်နေကြောင်းစိုက်လူထားတဲ့နင်းစီပင်တွေကိုကြော်လွားဖုံးလန်းကတောတွေထူနေပါပြီနန်းသူစာကွယ်လွန်ပြီးတနည်းကြော်ကြော်မှာတော့ရွာရဲရဆန်းနှစ်နှစ်သမီးငယ်လေးတယောက်ကအဲဒီချက်ဝင်းကျိကြီးရဲ့အနာပျောက်ဆုံးခဲ့ပူတယ်နောက်ထပ်တနည်းနေ့လယ်မှာရွာမှာရှိတဲ့သူတွေကအဲဒီချက်ဝင်းကျိကြီးရဲ့အတင်းဝင်ရောက်ရှာတယ် အေရှေဥဝိုင်းစံနဲ့ပဏိပခဖြစ်လို့နောက်ဆုံးဥဝိုင်းစံကတကြံလုံးကိုစိတ်တိုင်းကြရှာဖွေခွင့်ပေးခဲ့ပါတယ်။ရွာသားတွေအတေးအချာနန်းနန်းဆက်ဆက်ရှာကြပေမဲ့ကလေးမလေးကိုရှာမတွေ့ဘဲနဲ့ပြန်ရတယ်။ဒီပြဿနာနဲ့နောက်ကသုံးရက်အကြာမှာတိုက်အိမ်ကြီးထဲကတနတ်တန်တစ်ချက် ပြင်းထန်စွာပေါ်လာတယ်။ရွာသားတွေကတနတ်တန်ကြောင့်ဥဝိုင်းစံကိုစိုးရိမ်တကြီးနဲ့ဝေးရောက်ကြည့်တော့ တိုက်အိမ်ကြီးရဲ့အောက်ထက်မှာတနတ်တန်ရနဲ့ဦးအိုက်ဆန်ရဲ့အလောင်းကိုတွေ့ရယ်ဦးအိုက်ဆန်ကတနတ်ကြီးဆန်ကြောင့်ဆုပ်ပြက်နေတဲ့သွေးတန်ရရဲ့မျက်နှာကြီးနဲ့ထိုင်ကုန်းတလုံးပေါ်မှာပလက်လက်မှီပြီးတည်ဆုံနေရပါသူရဲ့အနာမှာနှလုံးပြူတနတ်အရှိတလက်ကိုတွေ့ရယ်လူအများကတော့ဦးအိုက်ဆန်ကနှလုံးပြူတနတ်နဲ့၎င်းရဲ့မိအောက်ကိုထောက်ပြီး မောင်းဖြုတ်ပြီးရောမှမိမိကိုယ်ကိုတေးချောင်းကြံစီရာဖြစ်တဲ့လို့မှတ်ချက်ပေးတယ် ။ဘာဖြစ်လို့လဲဆိုတော့ကြည်ဘူးကြောင့်ရှေ့မျက်နှာတစ်ချမ်းလုံးစုပ်ပြတ်တက်သွားခဲ့တော့အားလုံးမျက်ဝါးတင်တင်မြင်တွေ့ခဲ့ရတာကြောင့်ပါ။အိုင်ဆန်ကဘာဖြစ်လို့ကိုကိုကိုတေချောင်းကြံရတလင်းဆိုရဲဗဟေလူကိုတော့အခုရတိုင်ရေရေရရအပြေမပေးနိုင်ကြသေးဘူးထို့တူပဲဒီတက်အင်ကြီးအနည်းမှပျောက်ဆုံးသွားတဲ့၁၂နှစ်အရွယ်ကလေးမလေးကိုလည်းယနေ့ထက်တိုင်ရှာလို့တွေ့ခဲ့ခြင်းမရှိပါဘူးအိုင်ဆန်က၎င်းပန်နဲ့ ကျန်ဝန်းထဲမှာတော့နှင်းစီကင်းစီစိုက်ပြုံးလို့မိတိနေရာမှာ မနန်းသူစာကို မြုပ်နှံထားတဲ့လင်းလို့ရွာသားတွေကကနနာသိရှိခြင်းလည်းမရှိဘူးဒါပေမဲ့လို့အဲဒီတော့ကနှင်းစီကင်းစီရဲ့အလဲတနေရာမှာထူးဆန်းစွာစိုက်ပြုံးထားတဲ့ကောက်ရိုးနဲ့လှုပ်ထားတဲ့စားကြောင်းရုပ်ကြီးတစ်ခုကတော့မမကြီးရက်လို့တီရှိနေတာကိုတွေ့ရခဲ့ဘူးတယ်အဲဒီစားကြောင်းရုပ်ကြီးကတွေ့ဘူးသူတိုင်းအလွန်အသက်ဝင်နေလို့ဆိုရဲ ၎င်းကကောက်ရိုး၆တင်းနဲ့သာဖွဲ့စည်းထားတာမဟုတ်ပေနဲ့ဥကောင်းမှာတရိษံတကောင်ရဲ့မေယိုခန္ဓာကိုယ်ကအမျိုးအစားမသိနိုင်တဲ့ရံပတ်ရိုးရိနဲ့ပါဝင်ဖွဲ့စည်းထားတယ်လို့ဆိုတယ်။ပုံမထွေးစက်နဲ့စားကြောက်ရုပ်ကြီးရဲ့ရံပတ်ရိုးနှစ်ခုကြားမှာထုတ်ချင်းပေါက်ခတ်နေတဲ့တဒောင်းလုံးရှိတဲ့ဒုံလုံးအချွန်တစ်ခုစိုက်ဝင်နေတာကိုလည်းမြင်တွေ့ရပါတယ်။နောက်တစ်ခုကအဲ့ဒီနေရာမှာသွေးစား၆တင်းမတွေ့ရပေနဲ့ စာချောက်ယုတ်ကြီးရဲ့ပဇောင်ကောက်ရိုးစာတွေက တွေးခဲ့တော့နီးရဲရဲ့အယောင်နေ6တယောက်စွန့်ပိနေတာကိုလည်းတွေ့ရတယ်လို့ဆိုတယ်ဒါပေမဲ့လူရဲ့သွေးလိုအတက်တော့ဘသူမှမဆွဆွဲနိုင်ဘူးကြည့်ရတာတော့လုံစွာရုပ်ဆိုးအကြီးတန်နေအော်နှလုံးနာပွေကြောက်မက်ပွေကောင်းလို့အရိစားเจ้าယုတ်ကြီးရဲ့လမ်းသွာလမ်းလာတွေမမြင်ရစိတ်ကရွာသားတွေတွန့်လဲပြစ်တယ်အဲ့ဒီနောက်တော့ စာချုပ်ယုတ်ကြီးကိုလူတို့ချို့တဲမပြီးတော့အိမ်ကြီးရဲ့အောက်ထက်ထဲပြစ်ထစ်ထားလိုက်တော့တယ်အာလောဝရွာသူရွာသားတွေတညစ်တညွတ်ထဲဆိုတဲ့စကားတခုရှိရင်ဦးအိုက်ဆန်ကတေလွန်ပြီးရဲ့နောက်မချွတ်မလွတ်ပင်နဲ့အရီတိုက်အိမ်ကြီးရဲ့အနာဝင်ရောက်လာတဲ့သူတွေကိုနေညာမပြတ်ခြောက်လန့်နေရဆိုတာပါရွာသားတချို့ကလက်တွေခြောက်လန့်ခံရတယ်လို့ဆိုရင်ခြောက်လန့်ခံရတဲ့သူတွေကမှသစိတ်တရွာလုံးဝတည်တင်းပြည့်နှက်လာတယ်ဆိုတော့ အရိအင်ကြီးအနာကိုဘသူမှမဝင်ရဲတော့ဘူးဒါကြောင့်မို့တိအင်ကြီးရဲ့အရှိမမျက်ရိုင်းပင်နေထူထက်စွာနဲ့ပေါက်ရောက်လို့တိုက်အင်ကြီးကလည်းစောင်းရှောက်တဲ့သူမရှိ အထူးကို ရိုးရွင်ပျက်စီးနေရပါလွန်ခဲ့တဲ့စနစ်ခတ်တော်အဖြစ်ပြက်တချို့နဲ့လက်ရှိအင်အူကြီးရဲ့အခြေအနေပဲဖြစ်ပါတယ်အောင်ငါဇေယျရဲ့မျက်နှာကြည့်ပြီးတော့မှအာအာတင်စွာနဲ့မင်းမျက်နှာကလည်းအညိုမဲတွေဆွဲလို့ပါလားပန်ပန်ရဲ့ဘာဖြစ်တာလဲ၆ရက်နှစ်ပြီး ကြောက်တုံးတုံးပေါ်မှာတင်ပလွဲထိုင်ရင်ကလောကိုက်တစ်ခုလုံးကိုထိမထင်တဲ့အပြုံနဲ့ခတ်ထိတ်ထိပ်ပြုံးမရောမှဇီယာပိုင်ကထုံးစံတိုင်းမော့ဟိုခွေးမတိုင်ကောပြင်းလွတ်လိုက်တာလေအောင်အောင်ကတိလိုက်ပြီးဇီယာပိုင်တလောက်သူ့ရဲ့ပထွေးဥဆိုင်လူနဲ့ပြဿနာတစ်ခုခုတက်ပြီးဇီယာပိုင်ရဲ့ပထွေးဥဆိုင်လူကကိုခဏအစ်စ်ပေါက်ကျန်းတလောက်စိတ်ထားကလည်းကျန်းနေတကယ်လို့သူစိတ်နဲ့မတွေ့ရနဲ့လက်ပါတက်တဲ့သူ အရင်တော့ဥဆိုင်လူဟာနေဆက်မှာမောင်းခိုပစ္စည်းတွေရောင်းဝယ်ဖောက်ထားတဲ့သူဖြစ်လို့အခုလည်းပဲအခွင့်ခါကောင်းတိုင်းနေဆက်မျိုးကိုတက်ပြီးရောမှစီးပွားရှာတတ်တယ်။ငွေစားရွက်နဲ့ဥဆိုင်လူကိုနန်းရင်တွေကအာကိုအားထားဖြစ်စေဖို့လက်ထပ်ပောင်းသင်ခဲ့တယ်။နန်းရင်တွေခမအပြိုစံတော့မဟုတ်ပါဘူး။ဇေယပိုင်းဆိုရင်ဆယ်တနှစ်အရွယ်တောင်းလေးတယောက်မုတ်ဆိုးမာလီဖြစ်ပါတယ်။နန်းရင်တွေကကလေးတယောက်အမေဆိုဝမ်းမိတ်တင့်တင့်နဲ့ရုပ်ရည်နဲ့ ပြေပြိုးတဲ့ကိုလုံးရှိရင်ရုပ်ကြမ်းကြမ်းဆိုင်းနုကို မုံဆိုးမလေးနှရင်တွေရလက်ထက်ခဲ့ခြင်းဆိုတာကတားကလေးရဲ့ရှင်ရင်အတွက်ပါ လင်းသိမ်မုံဆိုးမနှရင်တွေအတွက်ခလေးတယောက်ကိုကောင်းကောင်းပြုစု မပြိုးထောင်နိုင်ဘူးဒါကြောင့်မို့ငွေစားရွှင်လာတဲ့ဆိုင်းနုကို အထင်ကြီးပြီးတော့လက်ထက်ခဲ့တယ်ဆိုင်းနုကအိမ်လုံးကျစားတော့နှရင်တွေအပေါ်မှာချစ်ခင်တယ်လို့ဇရာပိုင်ကလေးတိတ်အောင်ပေါင်းနေဒါပေမဲ့6လတစ်နှစ်အကြာမှာတော့ ဆိုင်းလူရဲ့ဇာတိတံပေါ်လာတယ်။ဆိုင်းလူကမမိုးရင်တော့အကောင်းမူလာပြီးဟေ့ဆိုရင်တော့သွေးဆိုးတယ်။မိမဖြစ်သူနန်းရင်ထွေနဲ့ဇေယပိုင်ကိုအနိုင်ကျင့်နှိပ်စက်တယ်။နန်းရင်ထွေကမိမိလင်းယူမှတော့တားလေးဇေယပိုင်မှာကျုံဝဲရအစစ်ပါဆိုသလိုနှိပ်စက်ခံရတယ်။ဆိုင်းလူအရက်တောက်နေရတဲ့ဆိုရင်ဇေယပိုင်ကိုတငယ်ချင်းတယောက်အိမ်ကိုသွားပြီးတော့နေဖို့ရန်ရှောင်ခိုင်းရတယ်။ ဇရာပိုင်းခမဘလောက်ပဲစောင်းလောင်နေပါစေစိုင်းလုံမှုရညရဲဆိုရင်တော့အိမ်ကမပြန်လာရဲဘူးတနည်းအားမှာ ပုံနေတတစိုင်းလူကအဲ့ချိန်မှပြန်ရောက်လာရဲတယ်အဲ့ဒီအချိန်မှထမင်းစားရဲတယ်နောက်ပိုင်းတော့ဇရာပိုင်းသိလာတယ်စိုင်းလူကနန်းရင်ထွေတယောက်တည်းရှိတဲ့အချိန်ဆိုရင်ရိုင်းနဲ့နှိမ့်ဆက်တာမျိုးမရှိပါဘူးမရက်ပါသားသူ့ကိုမျက်မုံးကျိုးပြုံးမှအညိုတကြီးရန်ရှာတကြောင် ကောင်းကောင်းနားလေသဘောပေါက်တယ် အခုလည်းနေခင်းစီအရက်မှုပြီးတော့မှဇီယာပိုင်ကိုအပြစ်မရှိအပြစ်ရှာရံမှုထိုးကျိန်နေရပါဇီယာပိုင်က73နှစ်အရွယ်ရောက်လာပြီဆိုတော့မိမိရောအကြောင်းမိတ်အပြစ်ရှာရံပြူခြင်းအပေါ်တွန်းလန့်လိုစိတ်တွေပေါ်လာတယ်ဒါကြောင့်မိုးနေဆိုင်လူကသူ့ကိုထပ်မံထိုးကျိန်မဲ့လို့တော့၎င်းတွန်းပြီးတော့ထွက်ပြေးလာခဲ့တာဇီယာပိုင်ကကြောက်ကန်ကန်ပြီးတွန်းလဲတော့ဆိုင်လူကမူးနေတဲ့သူဆိုတော့ဖင်ထိုင်လေးကြတယ် စိုင်းလူဘာဖြစ်သွားလဲတော့ဇေယျပိုင်းလိုက်မကြည့်ရဘူးအတင်းထွက်ပြေးလာခဲ့တာစိုင်းလူဟာအယုတ်တာအနတ္တတွေစဲဆိုချိန်မောင်နေခဲ့မှာတော့မလွဲပါဘူးအခုဇေယျပိုင်းကစိတ်ညစ်ညစ်နဲ့ချောင်းတကြားရောက်လာခဲ့ပါပြီအဲ့ဒီနေရာမှာအရင်ရောက်နေနေတဲ့ငါးများနေတဲ့အောင်အောင်နဲ့စုံနေအဲ့ဒါဆိုရင်ဒီညငါနဲ့တူအိမ်လိုက်ပြီးအိပ်ပါလားပန်ပန်ရဲ့တော်ပါပြီအောင်အောင်ရာမင်းတို့မရငါမင်းနဲ့ပေါင်းတာမကြိုက်ဘူးနဲ့တူတယ် ငါလည်းမင်းမင်းမျက်နှာရရှူတူးတူးနဲ့ငါ့ကိုမလိုလားဆိုတာအတိတ်သားမှာပဲကွာငါမလိုက်တော့ပါဘူးဇီယာပိုင်ပြောတာမှန်နေအောင်အောင်တယောက်ကတပြင်းမောကြီးချရင်နောက်တော့သဆုံးတယောက်တတိယသွားပုံနဲ့ငါမေ့နေရပါပိုင်းငါစီမှာကောင်းကြီးထုတ်တွေပါတယ်ကဲလားစားရအောင်ငါကတော့သုံးကောင်ပဲရသေးတယ်ဒီနေ့ငါလည်းသိမ့်မဆွေးပါလောက်ကွာမဆွဲဆိုရေးရလဲကြည့်အောင်လေတနေ့တခြားပါလာလိုက်တာ နောက်ဆိုရေရောရှိပါအောင်မလား ဟုတ်လဲဟုတ်တယ်ချောင်းရီဟာဒွိစင်မြုံယုံလောက်ပဲရှိတော့တာအနေငယ်ကြီးနေတဲ့ချောင်းရီကအောင်အောင်ငားများနေတာဘလောက်ထိကြာမြင့်သွားမှန်းတော့မသိဘူးသူ့ရဲ့အရှိရာပတ်လိုင်းထဲကလက်တဝန်းစာအရွေငါးသုံးကောင်ထည့်ထားတာကိုတွေ့ရင်သူ့ရဲ့နှစ်ဘေးမှာတော့အစာပြေစားစရာအနေနဲ့ကောင်းချင်းဖတ်ထုတ်တွေရှိတယ်၆ထုပ်9ထုပ်လောက်ပေါ့ယူလာတော့ကတော့10ထုပ်กว่าငါစားတာ3ထုပ်ဖြစ်သွားပြီကဲလာကျန်တာတူတူစားမယ်အောင်ကတော့ ူရဲ့ငမများတံကိုတင်းနေအဲ့အရှိတဲကိုတခါလေးထည့်လိုက်တယ်။တဘောကတော့ငားဆက်ပြီးတော့မရှာတော့ဘူးပေါ့။ဇေယပိုင်ကတော့လူစည်းလက်ညိုတချောင်းစာလောက်ရှိမဲ့ကောင်းချင်းဖတ်ထုတ်တထုတ်ကို ဖြီးကာစားတယ်။ခက်စိစိနဲ့အင်းဆက်နေတဲ့ကောင်းချင်းတထုတ်က သူ့ပိုက်ထဲမှာစာလောင်မသိမ့်မှုကိုအတက်ငယ်သက်သာစေတယ်။သူနောက်တက်တထုတ်ယူပြီးတော့မှဖြီးစားပြန်တယ်။သူစားနေပုံကစာလောင်နေရဲဆိုတာသိတာတော့ အောင်ကသူ့ကိုတနာပြီးစိတ်မကောင်းပုံကြည့်ရင်အောင်ကနေဝင်တော့မယ်ဆိုတာမှော့ကြည့်ရင်လည်းငါပြန်တော့မယ်ပန်ပိုင်းရှော့ဇနက်ကောင်းချင်းထုတ်တယ်မင်းယူထားတော့ဒါနဲ့ဒီညမင်းအိမ်ပြန်မလာမပြန်မင်းဘယ်မှာအိတ်မလဲဇေယပိုင်းအောင်ရဲ့ပခုံးတစ်ဖက်ကို လက်တင်ရင်ကငါ့အတွက်စိတ်မပူပါနဲ့အောင်အောင်ငါခရိုင်းလိုပဲဦးဆိုင်လိုအိတ်တဲ့အချိန်ကြမှာပြန်မှာပေါ့မင်းစိတ်ချလက်ချသွားပါအောင်ကခေါင်းညိတ်တယ်ပြီးတော့တစုံတယောက်ဆုံးဖြတ်ပြီးပုံနဲ့ မင်းမမီးချစ်ပါလားရော့ငါရထားတဲ့ငါသုံးကောင်မင်းရှူလိုက်ပြီးရင်ဒီငါတို့မီးกินပြီးစားဖို့ကောင်းချင်းထုံနဲ့စားလေကွာကဲငါပြန်မယ်နော်တငယ်ချင်းသူ့ကိုကြောခိုင်းထွက်သွားတဲ့အောင်အောင်ကတကယ်ကိုတငယ်ချင်းကောင်းမလားလို့ဇီယာပိုင်းတွေးပြီးတော့ဝနေသွားတာဟကောင်မပြင်းနဲ့နော်သူ့ရဲ့နောက်ကတေမင်းတမရဲ့အတန်ဆိုးကြီးအလားထွက်ပေါ်လာတဲ့အတန်နဲ့ဇီယာပိုင်းရဲ့ချီလက်နေပို့ပြီးလင်းမြန်လာတယ် သူဟာချောင်းတတအောင်ငားကင်နဲ့ကောင်းညက်ဖတ်ထုတ်စားနေတော့ပထွေးဖြစ်သူဆိုင်လူကဓာတ်တကြောင်ကင်ပြီးတော့ရောက်တယ်။ဆိုင်လူကဇရပိုင်သူ့ကိုပြန်ပြီးလှုပ်ရကောင်းလားလို့ဒေါသပုံထပြီးလိုက်ရှာနေတာဟုတ်ကောင်။မင်းကများငါ့ကိုပြန်ခံတက်ချင်တာလား။လားလေ။မင်းတော့တည့်ရဲမှာတော့ငါမျိုးဘာလို့မတက်ရဲမလဲ။မင်းလိုကောင်တက်ပြီးငါဟိုးဘက်မှာတနေ့လောက်အေးစေးသွားနေလိုက်လို့ရတယ်။ဘာမှဖြစ်တာမဟုတ်ဘူး။အေးဒီနေ့ကတော့ မင်းသိနေစီရဲ့နေလို့မှတ်မိလို့ကတော့ငါဓာန်းတွေကိုခုတ်တက်မှာလွောင်းသားပြေးစမ်းဇီယာပိုင်းတကယ်တမ်းကြတော့ပထွေးပြစ်သူဆိုင်လို့ငဲကြောက်မလားအခုလို့သူ့ကိုတက်ဖို့ဓာန်းယူကိုင်းလာတာမြင်တော့စောက်တရမရအတင်းကာရောပြေးတယ်ဆိုင်လို့နောက်ကကျုံဝါပြီးလိုက်တယ်ဇီယာပိုင်းခြေဦးတက်ရပြေးနေရပါ သူခြေဦးတက်ရအရက်ကရွာရဲ့အရှိပြားကတတိတသန်ရှိနေတဲ့တိုက်အိမ်အိုပြက်ကြီးတွေရှိတဲ့နေရာ အရိအိမ်ဦးကြီးမှာပြည်စီယိုရွင်းနေရဲ့ခြံတကောင်းဝါစီကိုရောက်မှန်းမသိရောက်တယ်။ကောင်းကင်မှာလတ်တချံကတားလို့အိမ်ဦးကြီးကိုတွေ့နေရတယ်။လောက်ရအောင်မှာမကောင်းဆိုးဝါမိစ္ဆာဆိုးတကောင်ကမြန်ရိုင်းတော့အလယ်မှာငုတ်တုတ်ထိုင်နေသလိုအိမ်ဦးကြီးရဲ့တဒံထီထီကြီးဟာပေါ်လွင်လို့အိမ်ဦးပြက်ကြီးကိုကြည့်ပြီးရောမှဇေယပါအိမ်ထဲမဝင်ရဲဘူး။ငိမ့်နေတော့မင်းဘယ်ထိပ်ပြေးမှလဲဇေယပါမင်းကြိုက်တဲ့လောက်ပြေး ငါလက်ကမင်းမလွတ်ပါဘူးခလလန်းစီဟာဆိုင်းလူအတံကြားတယ်သူရဲ့မျက်လုံးထဲမှာဆိုင်းလူရဲ့ရက်ဆက်တဲ့မျက်နှာကြီးကိုပဲပြေးပြီးတော့မြင်တော့မထူးပါဘူးဆိုတဲ့စိတ်နဲ့ချက်ထဲဝင်လိုက်တယ်သူကရွေဆောင်နေတဲ့ချက်တကားကို အသာအယာလေးတွန်းဖွင့်လိုက်တာလူတကိုယ်စာပွင့်သွားတာနဲ့သူအထဲကိုဝင်နေဇီယာပိုင်ကအခုတော့၆လက်တက်တဲ့အိမ်အိုကြီးကသစေတရေထက်သူ့ကိုလက်ငင်းတက်ဖြတ်မဲ့ သူရဲ့လက်ကနေလွတ်ဖို့ရန်သာဦးစားပေးပြီးပြေးနေတော့တာအသက်ပေးရလွတ်ဖို့မြန်ရန်ပင်နေအကြာတိုးဝေဖြတ်တန်းရင်နဲ့ဇီယာပါအေအိုကြီးအနာချင်းကန်ရောက်လာခဲ့တယ်။လာရောက်နေဆိုတော့တိုက်အေအိုကြီးရဲ့ပြင်ပတဲ့တဲ့ကိုကောင်းကောင်းမြင်ရတယ်။သူမှော့ကြည့်လိုက်တော့အေအိုဟောင်းရဒုတေခိုင်ခန်းစွာစောက်လုံထားပြီးပဒင်းတကားတွေကရွေဆောင်ပြုတ်ကျလို့နေနေတွဲလွဲခိုနေကြပြီ။အပေါ်ထက် လာတာဆောင်လို့ခေါ်တဲ့ဝရန်တာမှာတော့အကာရမ်းဆိုလို့မရှိတော့ဘူးလက်ရမ်းတိုင်နေမြေပေါ်မှာပြုတ်ကြကုန်ပြီးဆွေးမြေပေါက်ပြဲလို့ပေါက်တာပေါက်ကျိုးတာကျိုးနဲ့တကားရဲ့အထက်ကမှန်နေရလဲပေါက်ငှက်တွေအတိုက်ဖွဲ့ထားတော့ကောက်ရုံးမြင်နေရလဲတွဲလွှဲကြမွာစာခတ်လို့အေရှားကရခင်တော့လှပခဲ့မယ်လို့ထင်ရတဲ့နှစ်ယောက်စီဒန်သန်းလေးကစေးရောင်တွေပြဲလွင်ပြီးတော့မှတန်ကျင်းအောင်ထထက်သက်ပြီး မြစ်ထိတ်ငိမ့်သက်နေတာအရရာအနတ္တသဘောကိုဆောင်လို့အနှိမ့်စကိုသာဥတည်နေကြတယ်။ဇရာပိုင်ကတော့အိတ်ထောင်ထဲရမိချစ်ကိုစမ်းနေမိချစ်ကိုထောက်ကနေချက်လို့အိမ်မကြီးတကောင်တာလီတွန်းဖွင့်နေတကောင်ပွန်းနာနဲ့အိမ်ကြီးရဲ့အောက်ထက်ကအေးစက်နေတဲ့လေယာသူ့ရဲ့မျက်နှာချင်းဆောင်အပြေးဝင်လာတာလက်တရမိချစ်ကမိတောင်ငယ်တောင်ရင်းလူလူသူ့ရဲ့မျက်နှာကြီးကရေခဲရင်နဲ့ပပျံခန့်ထားရတယ်လို့အေးကနေဖြစ်သွားတယ် စက်သိမ်းမွေးညင်းတွေများစွာတစ်ခုလုံးမှတဖြည်းဖြည်းထလို့ကြောရိုတလျှောက်မှအေးစိန်ရင်ခန်းဆောင်မှုတွေကထူးဆန်းစွာဖြစ်လာတယ်စိတ်ကိုအတက်နိုင်ဆုံးတည်ငြိမ်စွာထားလို့မိတက်ကိုလက်တစ်ဖက်ကမငိမ့်အောင်ထားရနဲ့အောက်ထပ်အခန်းတစ်ခုလုံးကိုမျက်လုံးရှင်ရှင်ထားလိမ့်လာအကဲခတ်တယ်။အခရဲ့တနည်းရမှာအလှပန်းအိုးတင်နဲ့ခုံမြင့်တလုံးပေါ်မှာ ကြေးဝါတောက်ခံဖျောင်းတိုင်ကြီးတတိုင်ကိုသူမြင်တွေ့လိုက်ရတယ်ဆိုတော့ အာရဝန်တာဖြစ်သွားတယ်။အဲ့ဒီနေရာသူကကမန်းကရန်လျှောက်သွားလိုက်တယ်။အမလေးဘာရင်းလဲ။ကျမ်းပြန်တနေရာမှာ လူတယောက်ကိုပေါ်ကိုတနစ်လိုက်ရတယ်လို့ဇီကနေနှစ်ဝင်သွားတာ။သူကခြောက်ကနေတုံ့ပြန်ခန်းစားလိုက်ရတယ်ဆိုတော့ရုတ်တရက်ကြီးလက်မခုန်နေ။မေးရောက်နေကျမ်းပြန်ငုံကြည့်တော့ကျမ်းပြန်ပေါ်မှာအလျောင်းလိုက်ကြီးလဲလျောင်းနေတဲ့စာကြောက်ရုပ်ကြီးကိုတွေ့ရပြီးတော့မှ ရုတ်တရက်လန့်သွားတာ။ ဒါပေမဲ့ဝိညာဉ်မဲ့စာချောက်ရုပ်တစ်ခုပါလားဆိုရင်အသိနဲ့အဲ့ဒီနေရာကရှောင်းကွင်းပြီးတော့ဖျောင်းတောင်မင်းကြီးရယ်သူကဖျောင်းတောင်မင်းကြီးနေတော့သူ့ရဲ့အနောက်ဘက်ကလှုပ်ကလထိုင်ကတကြီးကြီးနဲ့လှုပ်ခတ်သွားတယ်ခုံပေါ်ထိုင်နေတဲ့လူကနိုးထလာတယ်လို့ပါပဲအဲ့ဒီထိုင်ကဦးအိုက်ဆန်နောက်ဆုံးထိုင်သွားတဲ့ခုံမှာဖျောင်းတိုင်မီထွန်ပြီးလှိမ့်လိုက်တော့အဲ့ဒီလှုပ်ကလထိုင်ကချက်ချင်းငြိမ်သွားတယ် ဇယမီးချစ်ကိုအိတ်ထောင်ထဲပြန်ထည့်ပြီးတော့မှ အခန်းရဲ့ခြောက်ချောင်းမှုတွေကိုအထူးကြည့်နေမိတာစာကြောက်ရုပ်ကြီးရဲ့ရင်ဘတ်နေရာလောက်ကအနောက်ဖြောင်းမှာတော့လက်ကင်ဘူးသီးပါတဲ့တက်ချွန်းတစ်ခုထိုးသွင်းထားမြင်နေအဲ့ဒီချိန်တော့အင်ကြီးရဲ့အပြင်ဘက်စီကလက်နိတ်တမီနဲ့လှုပ်ပြီးတော့မှလှမ်းထိုးလာတဲ့အလင်းရောင်တန်ကိုသူတွေ့တယ်။အလင်းတန်နဲ့အတူ အသက်မကြားရင်ဟောက်ကောင်စင်းရပိုင်းမင်းဘယ်မှာပုံညာလဲဆိုတာငါသိရနော်။ အခုထွက်လာခဲ့စမ်းခွေးကောင်ဦးဆိုင်လူရဲ့အတန်မလားသူငေါ့တက်ဖို့တီးထီအောင်လိုက်လာတာလားဇေယကချက်ချင်းပဲဖျောင်းနိုင်မျိုးမှုန့်လိုက်တယ်အင်ဂျီထဲမှာသူရှိနေတာဆိုင်လူတိလို့မဖြစ်ဘူးသူ့လက်ထဲမှာငေါ့ခုတ်တက်ဖို့ထားပါတယ်ငါလက်ကြီးတက်တက်နဲ့သူ့ကို ခုခံဖို့မဖြစ်နိုင်ဘူးလက်နဲ့တစ်ခုခုတော့ရှာမှအဲ့ဒီကြောင်တွေးမိရနဲ့ဇေယပိုင်အခန်းကို ပြူပြဲပြီးလိုက်ရှာတယ်အခက်ရဲ့ပတင်းပေါက်မှန်တချို့က လာရောင်ကိုထိုးဖောက်ဝင်ရောက်နေတာနေခဲ့သူမဟုတ်ပါမဲ့ခက်နေနှီးရအရာတွေကိုတော့မြင်ရတာပေါ့သူဝေးဝဲ့ပြီးကြည့်နေတဲ့အခါမှာ အခန်းထဲကဒုံလွပစိန်ကဲ့သို့လက်နန်းဆိုလိုမမြင်ဘူးနောက်ဆုံးတော့အနည်းဆုံးကျမ်းပြင်ပေါ်ကကောက်ရိုးချောက်အယုတ်ကြီးရဲ့ကိုဘောကလက်ကင်ပါတက်ရိုးချွန်ကိုသာအကြည့်ရက်သွားပြီးဒါနေစရာပိုင်းကရှာတဲ့လက်နဲ့ကိုသာစောင်းရှူမေးလို့ဆုံးဖြတ်ရင် ကောက်ရိုးချောက်ရုပ်တွေကတန်ရိုးချုံကိုဆွဲနှုတ်တယ်။သူရဲ့လက်ထဲကိုတော့တန်ရိုးချုံဆွဲကံမိရဲ့ခါမှာတအင်းအင်းနဲ့ညီးတွားတဲ့အကျဲကြီးဟာအခန်းရဲ့လေးပတ်လေးတန်ကနေပေါ်လာတာ။ဇီယာပိုင်ထိတ်လန့်စွာနဲ့တန်ရိုးချုံလက်ကလွှတ်ချလိုက်တယ်။တန်ရိုးချုံကကိုယ်ထဲအလုံးအပြားချုံမြနေရဲဆိုတော့ကျမ်းပြင်ပေါ်ကြတာနဲ့ခလန်းလောက်လှိမ့်သွားပါလေရော။နယံကဘီရိုအချိန်နေနဲ့တိုက်မိတော့ရက်တန့်သွားတယ်။ အဲ့ဒီအချိန်တော့အံ့ဩစရာကောင်းတာက အသက်မဲ့နေတဲ့ကောက်ရိုးချောက်ရုပ်ကြီးဟာကျမ်းပြန်ပေါ်လှဲလျောင်းနေရကနေတီအီအီထူမလာတာပါကောက်ရိုးချောက်ရုပ်ကြီးဟာသူ့ရဲ့ကောက်ရိုးခြေတော့ကိုအားယူလို့ရိမ့်နှဲ့ပြီးတော့အသက်ဝင် မတည့်ရက်လာတယ်ဇရာပိုင်းခမအံ့ဩလုံးလုံးမြင့်တက်ငေးကြည့်နေတာကောက်ရိုးချောက်ရုပ်ကြီးရဲ့ပါးစပ်ပေါက်ကတရိတ်ဆန်တကောင်ရဲ့မေးရိုးအစုံကိုအသုံးပြုထားရင်းဆိုတော့ဟပ်ပဲ့ပဲ့ပါးစပ်ကြီးဟာ အလွန်ကြောက်စရာကောင်းနေအရာအပြင် ခန္ဓာကိုယ်ကအမျိုးအမည်မသိနံရိုးတွေနဲ့ကောက်ရိုးချောက်တွေကို ရောရှက်တိဆောက်ထားတာဆိုတော့မာမာကြီးမတ်တက်ထရက်တဲ့အခါမှာ မြင်တွေ့ရတဲ့သူတွေအတွက်အသေးဥကလေးစာတွေပြုတ်ထွက်လို့မတက်ထိတ်လန့်နေလှောက်ရှားလာတဲ့ကောက်ရိုးချောက်အယုတ်က၎င်းရှေးဦးစွာမြင်တွေ့ရတဲ့ဈေးရပိုင်ထံတလန်းချင်းတိုးကလို့၎င်းရဲ့ပုံပန်းမကြတဲ့ကောက်ရိုးလက်ကြီးတွေက ကြောက်မက်ပွင့်ရရှင်လျာစံတန်းလာတာဇီယာပိုင်တတိဝံမီအနောက်ဆုတ်တေတလန်းနှစ်လန်းသုံးလက်မြောက်ချီလန်းမှာဇီယာပိုင်ရက်တန်သွားတယ်ဘာဖြစ်လို့လဲဆိုတော့၎င်းရဲ့အနောက်မှာနယံကပ်ဘီဒိုတလုံးခန့်နေရကြောက်မှာဇီယာပိုင်ရဲ့ခြေရောက်ကတက်ရိုးအချုံကိုစမ်းမိတယ်ကြောက်လန့်ပွေရာကောင်ရိုးချောက်တဆေကြီးကိုပြန်လဲခုခံဖို့ခြေရောက်အောက်ကတက်ရိုးချုံအမြန်ကောက်တယ်တက်ရိုးချုံလက်က မြဲမြံစွာကင်ပြီးကောက်ရိုးချောက်တဆေကြီးကိုတိုက်ဖို့ရန်လေပေါ်မြောက်လိုက်တော့ကောက်ရိုးချောက်တဆေကြီးဟာအော်ဟစ်တန်ပေါ်လာတယ်။ဇေယပိုင်တော်တော်အံ့ဩသွားတာသူ့လက်ကတယိုးချုံကိုကောက်ရိုးချောက်တဆေမြတ်တော့အလုံးမကြောက်လန့်သွားပုံနဲ့မျက်နှာကိုလက်နဲ့ကားပြီးနောက်ကိုရှို့သွားတာပါ။ဇေယပိုင်နားနဲ့လိုက်ပြီးကောက်ရိုးချောက်တဆေကဒီတယိုးချုံကိုကြောက်လန့်နေတယ်။သေးကြလို့ဇေယပိုင် တယိုးချွန်တဲ့သစေကိုထိုးဖို့ချက်ပြတယ်။ကောင်ယိုးချောက်ကြီးဟာတခိအမိန်ကိုနာခံနဲ့ခွေးလိမ်မှာတကောင်အလားကျမ်းပြင်ပေါ်ဒူးထောက်ထိုင်ချပြီးတော့မှငြိမ်သက်နေတာ။ကောင်ယိုးချောက်သစေဟာသူ့ရဲ့ဝိညာဉ်ကိုနှုတ်ယူသွားတဲ့ဒီတယိုးချွန်ပေါ်အထူးပဲကြောက်ရွံ့တုန်လှုပ်တယ်။ဒီတယိုးချွန်နဲ့တခိအင်ကြီးရှင်ဦးအိုက်ဆန်၎င်းရဲ့ဝိညာဉ်ကိုမလှုပ်ရှားနိုင်အောင် ကြီးနောက်တက်ဖြတ်ခဲ့တာကဆယ်စုနှစ်တခုပဲကြော်ခဲ့ပြီ။ အဲ့ဒါကြောင့်သူယောင်ဝကိုဆယ်စုနှစ်တနှစ်စာစုနှစ်ဝင်နေခဲ့တဲ့ဒီတယ်ရုံကျွန်ပေါ်ဂျင်းစာတစ်ခုအလားအလွန်မင်းကြောက်လန့်နေရပါတကယ်တော့သူ့အစတင်ဖန်တီးခဲ့တာလေဥအိုက်ဆန်ပဲဇနီးတဲ့မရှိရနောက်ပိုင်းဥအိုက်ဆန်ကအဖော်မဲအထီးကျန်နေတော့ကောက်ရိုးချောက်ရုပ်တစ်ခုဖန်တီးရင်ဒါပေမဲ့ဥအိုက်ဆန်ကရိုးရိုးတာမန်စာချောက်ရုပ်တရုပ်ကိုပြုတ်လုပ်တာမဟုတ်ပေနဲ့တေလွန်ပြီးမြင်မြုပ်ထားတဲ့တရိတ်ဆန်ရဲ့ အရိုးတွေကိုညအချိန်တူးဖို့အသုံးပြုခဲ့တယ်။အယုတ်ကြီးပြီးသွားတော့အသက်ပါသွင်းနေ၎င်းရဲ့ချက်နေလူစိမ့်နေဝမလာနိုင်စေဖို့ခြောက်လန့်ဖို့ရည်ရွယ်တယ်။အဲဒီကောက်ရိုးချောက်အယုတ်ကြီးကသူတင်ထတဲ့ပို့ပြီးတာဝန်ကျေခဲ့တယ်။ဒီနေ့မှာတော့ဇန်ရဲ့အနီလာရောက်ပန်းခူးတဲ့စနေနေ့အရွယ်ကလေးမလေးကိုစားကြောက်ယုတ်ကြီးကခြောက်လန့်ရုံတော်မကဖမ်းယူတက်ပြန့်လိုက်တာ။ဦးအိုက်ဆန်အလွန်တရာလန့်သွားတယ်။ကောက်ရိုးချောက်ယုတ်ကြီးက ကလေးမရဲ့လေချောင်းသွေးကိုအငမ်းမရစုံမျိုးစားသုံးနေတာကို သူကိုယ်ရင်မြင်တွေ့ရလို့ပါဒီခိုက်တက်မှာအဝိုက်ဆန်သဘောပေါက်နားလေသွားတယ်သူဖန်တီးထားတဲ့သစေကောင်းကြီးကလူသွေးကို စားသုံးဘူးသွားပြီနောက်ရက်တည်းမှာ လူသွေးကို စားသုံးဖို့ထက်မှန်သက်တော်မင်းစီးပေါက်သွားပြီလို့ဆိုရမယ်ဒီဖြစ်ကို သူလက်တင်မခံနိုင်ဘူးဒါကြောင့်မို့သူဖန်တီးထားတဲ့မိဆောင်သူကပဲတုတ်တင်ဖို့ရန်ဆုံးဖြတ်တယ်နောက်ထပ်တစ်နေ့မနက်အစောမှာတော့ OSNG စားကြောက်ရုပ်ကြီးရဲ့ရန်ဝကိုအထူးစီမံထားတဲ့တန်ရိုးအချင်နဲ့ထိုးပေါက်ပြီးတော့မှ အသက်စီဝင်ချုပ်ပြစ်လိုက်တယ်။ OSNG တည်ဆုံသွားတဲ့ဆယ်နှစ်အရွယ်ကလေးမလေးအတွက်အလွန်စိတ်မကောင်းဖြစ်တယ်။ကောင်မလေးရဲ့အလောင်းကိုလူမသိသူမသိသူ့ရဲ့ချန်ထဲမှာပဲကိုရင်ကောင်းမွန်စွာမြုပ်နှံပေးတယ်။ OSNG နေညာအရိအကြောင်းကိုပဲစဉ်းစားတွေးတောရင်ခံစားနာကျင်စိတ်အမြဲတမ်းလိုလိုဖြစ်ပေါ်နေတာ။ နောင်တကြီးစွာရတဲ့ဒါကြောင့်အရိစိတ်နဲ့သုံးရမြောက်တဲ့နေ့မှာမိမိကိုယ်ကိုနှလုံးပြူတနက်နဲ့ပြစ်လို့အဆုံးစီရင်သွားခဲ့ရပါဇေယပိုင်တက်ရိုက်ချွန်ကိုကြည့်လိုက် ကောက်ရိုးတစီကြီးကိုကြည့်လိုက်တဲ့သဘောတွေကြလို့သူရဲ့လက်ထဲမှာဒီတက်ရိုးချွန်ရှိနေသမျှကောက်ရိုးချောက်တစီကြီးကသူ့ရဲ့အမိန့်ကိုနားခံမှာပဲဒါနဲ့သူကစိတ်ကူးအသက်တစ်ခုရတယ်ဒါကသူနဲ့သူ့အမေကိုအယံမူတိုင်းနှိမ့်ဆက်ညှဉ်းပန်းနေတဲ့ဆိုင်းလူကိုတော့ ကာယိုး၆တစိကြီးနဲ့အပီးတိုင်ဆုံမဖို့ဆုံးဖြတ်လိုက်တာပါ။ဒါကြောင့်အေအိုကြီးထဲဝင်လာတဲ့ဆိုင်းလူကိုဖမ်းဆီးဖို့ကာယိုး၆တစိကိုအမိန့်ပေးလိုက်တယ်။တစိကြီးကတခင်အသေးရအမိန့်ကိုထမ်းရွက်ဖို့အိပိအိပိနဲ့ထွက်သွားတယ်။မကြာခင်ဆိုင်းလူရဲ့ထိတ်လန့်ကြောက်ရွံ့တဲ့အသံကြီးပေါ်လာတာဇေယပိုင်ဟက်ကနေရှိတယ်။သူ့ကိုအမြဲတစိနှိပ်စက်ခြောက်လန့်နေတဲ့ဆိုင်းလူကအခုတော့သူ့လက်ခုပ်တရားရှိဖြစ်သွားပြီ။တော်လို့တော့မောက်လို့မောက်သူ့သဘောပဲ။ နောက်တနေ့မနက်လေယာကွင်းကိုအလုဆင်းသွားတဲ့ရွာသားတချို့ကတိုက်ရင်ဦးစည်းရဲ့အရှိအယောက်တော့အံ့ဩထိတ်လန့်စွာနဲ့စူယုံနေ။ဘာကြောင့်လဲဆိုတော့လူမိုက်ဆိုင်လူကအိမ်ဦးစည်းရဲ့ကျိုးပဲ့နေတဲ့ဝရန်တာမှာကောက်ရိုးမြင့်တွေကကျိုးတချောင်းတစ်ဖွဲလေဘင်းမှာရစ်ပန်လို့ကျိုးဆွဲချသေဆုံးနေတာကိုမြင်တွေ့ရတာကြောင့်ပါ။ရွာသားတွေကတာဝန်ရှိတဲ့သူတွေကိုအကြောင်းကြားလို့အိမ်ဦးကြီးထဲဝင်ရောက်လာပြီးတွဲလောင်းကြတဲ့အလောင်းကိုဖြုတ်ယူရင်း အလောင်းကိုရွှေပြမှာ ပြင်ဆင်ကြရင်နဲ့အသက်50ပတ်ဝန်းကျင်ရွာသားကြီးတွေကငါတို့လွန်ခဲ့တဲ့နှစ်ပေါင်း10နှစ်ကအေးအောက်ထက်မှာတွင်လာတဲ့စာကြောက်ရုပ်ကြီးကဘလို့လို့ပြီးအပေါ်ထက်ဝရန်တောင်ရောက်နေရလဲမသိဘူးပြီးတော့စာကြောက်ရုပ်ကြီးမှာရင်ဘတ်မှာတက်ရိုးချွန်မရှိတော့ပါလားအဲဒီစကားကြတော့အနီးပါကဇေယပိုင်ခါးကြားရဲ့အင်ဂျင်နဲ့ဖုံးထားတဲ့တက်ရိုးချွန်ကိုအုပ်ကင်ပြီးပြုံးနေပါတော့တယ်ပြိတ္တများရှင် အခုပြည်သူများတင်ဆက်ပေးခဲ့တာက CPP မန္တလေးရှိတာထားတဲ့မက်ဆလီယွမ်ဆိုတဲ့ဇလံကိုတင်ဆက်ပေးခဲ့ရပဲဖြစ်ပါရှင်ကျွန်တော်ရစ်ချန်နယ်ကနေတင်ဆက်ပေးနေတဲ့ဇလံလေးကိုအားပေးနေတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်